မေဘီချီရဲ့မင်္ဂလာပွဲကိုတက်ရောက်လာတဲ့ဤချောပုနဲ့မတူပဲအလိုက်တည်းရဲ့အပြုမှုတစ်ခုကြောင့်လူပြောများနေတဲ့မီမီကိုကုံပရိသတ်များလုံးမဲ့မင်္ဂလာပါဒီနေ့မှာတော့ပရိသတ်တွေချာမှာအရန်ကိုပွဲဆူသွားစေခဲ့တဲ့ပြောစရာအကြောင်းအရာတွေအများကြီးဖြစ်နေတဲ့အကြောင်းအရာတစ်ခုကိုပြောပြပေးချင်ပါတယ် ဟုတ်ပါတယ်ဒါကတော့မကြသေးခင်ကမှကျင်းပပြုတ်လောက်ခဲ့တဲ့မင်းသမီးချောမေပကြီးရဲ့မင်္ဂလာလက်မှတ်ရေးထုတ်ပေးအခမ်းအနားလေးပါမော်တိုင်းသူလေးပြပရိုးရဝဲဆောင်အဖြစ်နဲ့ရွှေဟင်းသာရုပ်တွေနတ်သမီးလေးတွေလိုအကအလှတွေနဲ့တကယ်ကိုကြီးကျယ်ခမ်းနားပြီးကျင်းနူးစရာကောင်းခဲ့တဲ့ပွဲလေးတစ်ခုပါဒီပွဲကိုတော့အမှုပညာရှင်မောင်နှမတွေမိတ်ဆွေတငယ်ချင်းတွေကလည်းအများပြားတက်ရောက်ပြီးသူတို့သမီးသူတို့သားအတွက်ဂုဏ်ပြုပေးခဲ့ကြပါတယ်ဒါပေမဲ့ဒီပွဲမှာအားလုံးရဲ့အာယုံဆိုင်မှုကသူတို့သမီးစီမာရောတကယ်ရှိခဲ့ရလားဆိုတဲ့မေးခွန်းတွေထွက်လာခဲ့တာပါအချောင်းရင်ကတော့ပွဲကိုတက်ရောက် ်လာတဲ့နောက်ထပ်မင်းသမီးချော်တူဖြစ်တဲ့ဤချော်ပိုရဲ့ဝတ်စားစင်ရဲ့မှုချောင်းမဲရှိန်မင်းသမီးဤချော်ပိုကဒီပွဲမှာအသီးသက်တွေအဖြစ်တောက်ရောက်ကူညီပေးခဲ့တာပေါ့သူမရဲ့အလှတရားကတော့ပြောစရာမလိုအောင်ချောမောလှပနေခဲ့ပြီးတချို့သတင်းတွေရဲ့အဆိုအရသိမ်းမောင်းတောင်းချီတန်နေဆိုတဲ့ရတနာလဲဆွဲခြင်းနဲ့အတူအခမ်းအနားဆုံးပြင်ဆင်လာခဲ့တာကိုတွေ့ရပါတယ် ီနေရာမှာပဲပရိသတ်တွေအကြောင်းမှာအသက်နှစ်သန်းကျော်သောပါတော်ရရှင်ပထမတစ်ခုကတော့အရန်လှရသူတို့သမီးမေပကြီးထတ်တောင် ပို့ပြီးတောက်ပါနေတယ်ပို့ပြီးချက်တည်ရှိနေတယ်ဆိုကောင်သူမရဲ့အလောက်ကိုချီးကျူးခဲ့ကြတာပေါ့ ဒါပေမဲ့နောက်တစ်ခုကတော့ဒါဟာမြမယဉ်ကျေးမှုနဲ့မကိုက်ညီဘူးပွဲရှင်ဖြစ်တဲ့သရောသမီးရဲ့နေရာကိုလူယူရာရောက်တဲ့အလိုက်မသိရဲ့အပြုတ်မှုတစ်ခုဆိုပြီးပြင်းပြင်းထန်ထန်ကိုဝေဖန်ခဲ့ကြတာပါတချို့ကလည်းသူကအမှုပညာရှင်ပဲလေပွဲတိုင်ရဲ့အကောင်းဆုံးပြင်ဆင်တာကသူ့ရဲ့ professional ပိတမှုပဲဘာမှအပြစ်ပြောစရာမလိုဘူးလို့ခုခံကကောက်ဖဲ့ပေးကြပါတယ် တကယ်တော့ကျမတို့မြန်မာလူမျိုးတွေရဲ့မင်္ဂလာပွဲအလို့ပွဲတွေမှာရှင်းလူကြီးတွေလက်ထက်ခရဲကလက်ဆင့်ကမ်းလာတဲ့မေတ္တာတရားအခြေခံတဲ့အလိုက်သိမှုဆိုတာရှိပါတယ်။ဒါကတော့ဧည့်သည်ဆိုတာကပွဲရှင်အထူးသဖြင့်သတို့သမီးထက်ပိုမတောက်ပြောင်ရပိုမထင်ပေါ်ရဘူးဆိုတဲ့အချက်ပါပဲ။ဒါဟာသတို့သမီးကိုအလေးထားကြောင်ပြသပြီးသူ့ဘဝရဲ့အရေးကြီးဆုံးနေ့မှာသူတယောက်ထဲသာဘယမဖြစ်စီပေါ်အတွက်ဧည့်သည်တွေကမေတ္တာနဲ့တဆင့်နဲ့ဝတ်ဆင်ပေးကြတဲ့တိမ်မွေးရဲ့ယဉ်ကျေးမှုတစ်ခုပေါ့။အခုလို့ဆိုရှယ်မီဒီယာခက်မှာဒီလိုအသည့်တရားတွေလက်ကင်ထားဖို့ဆိုတာပိုပြီး က်ခဲလာတာကတော့အမှန်ပါပဲရှင်ဒီလိုဤချောဖို့ရဲ့အလှတရားတွေနဲ့ဝေဖန်မှုတွေစုညံနေတဲ့အချိန်မှာပဲအဲ့ဒီပွဲကိုတက်ရောက်လာတဲ့နောက်ထပ်မင်းသမီးတယောက်ဖြစ်တဲ့မီမီကိုကိုရဲ့အပြုတ်မှုတစ်ခုကပရိသတ်တရဲ့ခြေချမှုကိုတခမ်းနဲ့ရရှိသွားပြန်တာပေါ့။ဘာကြောင့်လဲဆိုတော့မီမီကိုကိုကမင်္ဂလာပွဲကိုတက်ရောက်လာပေမဲ့တခြားသူတွေလိုခန်းထားတဲ့ဝတ်စုံတွေတံမိုးကြီးရဲ့လဝိယတနာတွေကိုမစင်မြန်ခဲ့ပါဘူး။သူမဝတ်ဆင်ခဲ့တာကပေါပေါပပဖရီးစတိုင်ဆန်ဆန်ရှိုင်းချင်းနဲ့ဘောင်းမီရှေကောတာရိုးရိုးရှင်းရှင်းဝတ်ဆင်ပြီးဂုံပြုတ်ဖို့တက်ရောက်လာခဲ့တာပေါ့။ ပရိသတ်တွေကဒီအပေါ်မှာမိမိကိုကိုတယောက်တကယ်တမ်းစိတ်တိုင်းကြတာပြင်ဆင်ရင်ဘလောက်တောင်လှပနိုင်မလဲဆိုတော့အလုံးအသိပါပဲ။ ဒါပေမဲ့သူမဟာအခုလိုမင်္ဂလာပွဲမှာသူတို့သမီးဖြစ်သူမိပချီကိုအပြစ်ဝအလေးထားပြီးပွဲရှင်ရဲ့ခန်းနောက်ဆုံးနေလေကိုမလူယူမိအောင်အယုံဆိုင်မှုတွေသူမစီမရအောင်တမဲတကာရိုးရှင်းစွာဝတ်ဆင်လာခဲ့တာလို့သုံးသပ်ခဲ့ကြပါတယ်။ဒီလိုအလိုက်တိတက်တဲ့စိတ်ထားနဲ့တိမ်မွေးတဲ့အပြစ်မှုလေးကတကယ်ကိုလေးစားစရာကောင်းပြီးအခြားသူတွေအတွက်ပါဆန်နမူနာယူစရာပဲလို့ချီးကျူးနေကြတာပါ။ဟုတ်ကဲ့ပါဒီအကြောင်းအရာလေးနဲ့ပတ်သက်ပြီးတော့ပရိသတ်တို့ရဲ့အမြင်ကရောဘလို့ရှိပါသလဲ။မြပညာရှင်တယောက်အနေနဲ့အမြဲအလှပဆုံးပြင်ဆင်တာကမှန်ကန်ပါသလား။ဒါမှမဟုတ်မင်္ဂလာပွဲလို့နေရာ မျိုးမှာသူတို့သမီးကိုအလေးထားပြီးတစ်စက်နှိတ်ဝတ်ဆင်တာကပိုတင့်တော်ပါသလားဤချောဖို့ရဲ့ပြင်ဆင်မှုနဲ့မိမိကိုကိုရဲ့ရိုးရှင်းမှုသူတို့နှစ်ယောက်ရဲ့အပြုမှုတွေပေါ်ဘလို့သဘောထားလဲဆိုတော့ဝင်ရောက်ဆွေးနွေးပေးခဲ့ပါအောင်ရှင်အားလုံးကိုကျေးဇူးတင်ပါတယ်နေ့ရက်တိုင်းအတွက်ပျော်ရွှင်ပါစေ